နေရောက်ရဘဝရရခန္ဓာမှာ အလွန်ပျော်မွေ့တဲ့သဘောလေးရှိတယ်တဲ့ဟောဟတ္တနာဆိုတာဘလို့ခန္ဓာပဲရရဘလို့အတ္တဘောပဲရရဘေဘဝပဲရောက်ရောက်မပျော်ဘူးဆိုတာမရှိဒါကြောင့်ခွေးလေးတွေနွားလေးတွေဝက်ကလေးတွေတွေးလို့အော်သူတို့တော့တော်တော်ရှင်းရဲနေမှာပဲနဲ့တူပါရဲ့လို့ထင်ရင်တော့မှားမှာပဲကိုကလူစိမ့်နဲ့တိရိစ္ဆာန်ခန္ဓာကိုယ်ကြီးတွဲထိုင်ရင်တော့အဆင်မပြေဘူးပေါ့ဟုတ်လားသဘောပေါက်လားဦးဇင်းပြောတာဟုတ်တော့လူစိမ့်နဲ့တိရိစ္ဆာန်ခန္ဓာကိုယ်ကြီးတွဲထိုင်ရင်တော့တိတ်အဆင်မပြေဘူးပေါ့ တော့ဒိဋ္ဌံစိတ်နဲ့ဒိဋ္ဌံကိုယ်နဲ့ကတော့ဘာဖြစ်နေတော့အစဉ်ပြေးနေတာပဲလေဆိုကြပါတော့ကျုပ်တို့ကို net တွေပါတွေကကြည်ပြီးတော့ဩနန်ကနန်စော်ကစော်ပါပြီနဲ့လူတွေကြီးကြီးတဲ့ဒုက္ခတွေကျုံနေတယ်လို့သူတို့ကပြောရင်ဒကာမတို့အရှင်တို့ကဘလို့ပြန်တုံပြန်လဲအကောကကိုပြောတော့လို့ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ရာရဘဝရောက်ရာခန္ဓာမှာတဏဟာတတ္တဝါကိုပျော်သွားစေတယ်ဒါကြောင့်ဘလောက်ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်သူတို့ဘဝကိုစိတ်တိုင်းမကြဘူးဆိုတာတဒင်ကတခဏပါကိုယ့်ဟာနဲ့ကိုယ်တော့ နော်ပျော်နေကြတာကြီးပါပဲအေးအဲ့ဒီတဏ္ဏဟာဘယ်နှမျိုးရှိတုံးဆိုတော့ကာမတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏနော်ကာမဂုဏ်အာယုံကို လိုလားတောင်းတတဲ့တဏ္ဏရှိတယ်ဘဝကိုလိုလားတောင်းတတဲ့တဏ္ဏရှိတယ်နော်အုပ်စေတာဒိဋ္ဌိနဲ့ရှင်တဲ့နော်ဘဝပြန့်ငြိမ်ခြင်းဟုတ်လားအဲ့ဒါကိုလိုလားတောင်းတတဲ့တဏ္ဏဝိဘဝတဏ္ဏဆိုတာရှိတယ်ဒါအကျဉ်းမြင်လေးပြောတာဟုတ်လားအဲ့ဒီတဏ္ဏဆိုတဲ့အကြောင်းတရားအထူးသဖြင့်တော့ဘဝတဏ္ဏပေါ့နော်ဘဝရဲ့ပုံမှန်မမောတဲ့စိတ် ဒါရှိနေသေးသည်မယဘဝတန်တရားခီးကတော့ဆဲရအောင်ပဲဘယ်ရွေးဘယ်မြဆဲရမှာလဲလို့မေးရင်အဲ့ဒါမကုံမချင်းဆဲရမယ်အကြောင်းအကျိုးဒီတိုင်းသွားနေဟုတ်လားအတိတ်တုန်းကလည်းဒီတိုင်းလာခဲ့တဲ့အနာကလည်းဒီတိုင်းဆက်ပြီးတော့ပါမယ်ပေါ့အတော့ကိုယ်ဘဝဒုက္ခဆက်ကြီးရရမရရဟာနော်ကိုယ့်ရဲ့ကိလေသာတရားကုန်ခန်းမှုရှိခြင်းမရှိခြင်းပေါ်မှာမူတည်မယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားရဲ့အစိုးမမြတ်စွာဘုရားရဲ့သာသနာဆိုတာက အဲ့ဒီအနာဂတ်တန်တရားဒုက္ခဇိုကြီးဆက်ပြီးတော့မဖြစ်ဖို့အတွက်အကြောင်းတရားဖြစ်တဲ့ဒီတဏှာဆိုတဲ့ကိလေသာတရားတွေချုပ်ဆုံးဖို့အတွက်မြတ်စွာဘုရားကနိမန်လမ်းမှဆုံးမာတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်။ဒါကြောင့်ပိသပေါင်းသူတော်ကောင်းတို့အနာဂတ်တန်တရားနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်ခြင်းတည်လဲပဲတတိတံဝေကကိုရခြင်းရဲ့အကြောင်းတရားအခုရှိသွားတယ်ခုနှစ်ခုခုနှစ်ခုရှိသွားပြီနော်အဘေတန်တရားရဲ့အတိတ်တန်တရားရဲ့အနာဂတ်တန်တရားရဲ့ သောတော်ကဇာတိစရာပြာတိမရဏကတော့လွယ်တယ်မပြီးစားဟုတ်လားအေးနောက်ဆုံးတစ်ခုကျန်နေတယ်အဲ့ဒါဘာတုံးဆိုတော့အာဟာရပရိယေတနာလူငယ်ဒီနားလေအောင်ပြောရရင်တော့ဒီဘဝယက်တီလို့ယာကြီးအတွက်ရှားဖွေးနေရတဲ့ကိစ္စအဲ့ဒါဟာလည်းပဲစဉ်းစားဆင်ခြင်ရဲ့တံဝေကကိုရရှိတယ်။တော့ကြာအမှတ်တမဲ့ရှားမနေနဲ့ဟုတ်လားတတိကလေးထားပြီးတော့ရှားအောင်။နော်ဒီရှားဖွေးရတဲ့ကိစ္စပြီးတယ်လို့မရှိဘူး။